တဆာမုံညမှာတက်ခိုးမှုကနေလူတက်မှုဖြစ်သွားခဲ့ပါတယ်။ရှမ်းပြည်တောင်ကြီးမြို့နယ်မှာမြမရိုးရာတခိုးကြီးညအပျော်သဘောနောက်ပြောင်ရာကနေလူတက်မှုတခုဖြစ်ပွားခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့အမတ်လောင်းတယောက်ဟာပြည်မှုကျူးလွန်ခဲ့တာကြောင့်ဒီသားခံတွေကြားမှာဝေဖန်တန်တွေစူးညံနေပါတယ်။နွေပါလာ9ရက်နေ့မနက်9:00ခွဲခန့်မှာအေးတာယာမျိုးရက်ွက်သေးမှဖြစ်ပွားခဲ့တာပါ။ PPP အမတ်လောင်ဦးဆိုင်ရွှေထီးနဲ့သူ့ရဲ့သားဖြစ်သူ စိုက်ကျော်စိုးမိုးတို့ဟာ သူတို့ရဲ့ခြံဝင်းထဲဝင်ပြီးစက်တကောက်ခိုးယူတဲ့လော်တာခေါ်စိုက်ထွန်းစာဆိုတဲ့သူကိုဝိုင်းရိုက်ခဲ့ရာကနေပွဲချင်းပြီးတေဆုံးခဲ့ပါတယ်။ တိစုပ်သူဟာအပျော်သဘောနဲ့ကြက်ခိုးခဲ့တာဖြစ်ပြီးအပြင်မှာလည်းယင်းကြီးရဲ့ဆက်ဆက်ရေးရှိရလို့နှိဆက်သူတွေကပြောပါတယ်ဒါပေမဲ့အမတ်လောင်းနဲ့တားဖြစ်သူရဲ့ရိုင်းနေမှုကြောင့်လူတယောက်အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ်အေးတရာဒေသခံတွေကအပြင်းထန်ဝေဖန်နေကြပါတယ်။လူသက်မှုကျူးလွန်တဲ့ဦးဆိုင်ရွှေထီးဟာလာမယ့်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့မတ်ပုံတင်ထားသူဖြစ်ပါတယ်။ ်လက်ရှိမှာတော့ပြည်မှုကျူးလွန်သူ၄ယောက်ကိုရဲစခန်းမှာထိသိမ်းထားပြီးလူတက်မှုပုံမှန်300နှစ်မြင်းဆောင်134နဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်